မင်္ဂလာပါခင်ဗျာဒီတက်ကကျွန်တော်တို့အတူတူဆွေးနွေးကြည့်ကြမယ်အကြောင်းအရာကတော့လေဓမ္မတိကျမ်းထဲကတော်တော်လေးအချစ်ပြက်များတဲ့အခန်းတစ်ခုဓမ္မနုထုအခန်းကြီး၄ပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲဒီဆွေးနွေးမှုတော့ကျွန်တော်တို့အဓိကကိုးကားထားတာကတော့ The Wise Believers ကပြုစုထားတဲ့ဓမ္မနုထု၄ပေါ်လူဤတာထနာပြုခရီးဆိုတဲ့မဆူတွေပါပဲဟုတ်ကဲ့ ဒီခန်းကတော့ပေါ်လွန်းနဲ့ဘာနာဘတ်တို့ရဲ့ပထမဆုံးစာသနာပြုခရီးစဉ်မှာကျွန်ခဲ့ရတယ်ပေါ့နော်အရုံးစရာတွေရော အထင်လွဲခံရတာတွေရောအမ်တတော်ပြင်းထန်တဲ့စန့်ကျင်မှုတွေရောအဲ့ဒါတွေကိုတို့တို့ဘလို့ကြံ့ကြံ့ခံခဲ့လဲဆိုတာတွေတွေ့ရမှာပါဟုတ်ပါတယ်တကယ်ပေါ့အလဲပြောင်းများတယ်နော်ဒီညမှာဆိုနတ်ဖျားတွေလာမိုင်းရလောက်အောင်အန့်ဖွယ်နေမိပြပြီတော့ဟွန်းနောက်ခဏနေကြတော့အဲ့ဒီလူတွေကပဲတေလူမျောပါကြောက်ခဲနဲ့ဝိုင်းပေါက်ကြပြန်အောင်မှန်ပါတယ် ဒီလိုအတက်အကျရမ်းမြန်တဲ့အခြေအနေတွေကြားရဲကနေသူတို့ရဲ့ခရီးစဉ်ဘလို့ရှစ်ဆက်သွားတယ်လဲဆိုတာအသေးစိတ်ကြည့်ကြအောင်လားဟုတ်ပါပြီစိတ်ဝင်စားစရာကဒီခရီးစဉ်ကလေဂျူးလူမျိုးတွေရဲ့အတိုင်းဝိုင်းတင် မဟုတ်တော့ပဲနဲ့တပါမျိုးသားတွေစီတရင်စကားတဲ့သွားတာဆိုတော့ဟုတ်ယဉ်ကျေးမှုအရာရောဘာသာရေးအရာပါနည်းနည်းပွတ်တိုင်မှုတွေရှိလာနိုင်တယ်ဆိုတော့ကိုလွတ်တွေ့အရာမျိုးအဖြစ်ပြက်ကကိုကွက်ဝင်းဝင်းပြနေတယ်လို့ပဲအတိအကျပါပဲ သူတို့အီကိုနီမျိုးကနေအန်ဒီရဲ့ကြောင့်ထွက်ပြေးလာပြီးတော့လူကိုနီပြေးလူတွေရမျိုးကိုရောက်လာတယ်ပေါ့။အင်းဟုတ်တယ်။အဲ့ဒီမှာလေမွေးရပါအခြေမတန်လို့လမ်းတစ်ခါမှမလျှောက်ဖူးဘူးဆိုတဲ့လူတယောက်နဲ့ပေါ်လူတို့တွေ့ပါလေရော။ဟုတ်။အဲ့ဒီမှာပေါ်လူတရားဟောနေတော့အဲ့လူကိုတတိထားမိပြီး ူမလေးအနာငိမ့်ဖို့လုံလောက်တဲ့ယုံကြည်ခြင်းရှိနေတယ်ဆိုတာသိမြင်လိုက်တယ်လို့စန်းစာကဆိုလေဒီနေရာမှာခဏလေးယုံကြည်ခြင်းကိုသိမြင်တယ်ဆိုတာဘယ်လိုမျိုးပါလဲဒါကစိတ်အထာကိုနားလေတဲ့သဘောလားဒါမှမဟုတ်ဘုရားစီကတရက်အတိပေးတာမျိုးလားအယက်မြင့်မှာတော့လေဒါကိုဖရာသခင်ရဲ့တန်ခိုးရော ပေါ်လို့ရဲ့ဝိညာဉ်ရဲ့ထက်မြက်မှုရော ပေါင်းစပ်ပြီးမြင်တာပေါ့လူအိုးရတော့ဒီဒီကောက်လေးအသွင်းစိတ်သူ့ရဲ့ယုံကြည်နိုင်စွမ်းကိုပေါ်လို့ပါခွဲခြားတိလိုက်နိုင်တာကတာမန်တော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့ အဲ့ဒါကြောင့်လေပေါလုကယုံကြည်မှုအပြည့်နဲ့ထချစ်ဖြော့ဖြော့ရက်လိုက်တော့ဆိုပြီးအတန်ကျယ်ကြီးနဲ့အမိန့်ပေးလိုက်နေတာအမိန့်ပေးလိုက်တာနဲ့တပြိုင်နက်အဲ့ဒီလူကခုန်ထပြီးလမ်းတွေရှောင်သွားတာပဲဟုတ်ပါဒီအန်အဘယာကိုမြင်လဲရတဲ့မျိုးသားတွေရဲ့တုံ့ပြန်မှုကပိုပြီးတော့အန်အိုးစရာကောင်းသွားသေးတယ်อืมဘလို့ဖြစ်သွားလဲဆိုတော့သူတို့ရဲ့ဒေတာတုံးလူကိုနီတွေရစကားနဲ့ ဟေးနဖျားဒီလူယောင်ဆောင်ပြီးဆင်းလာပြီဟဲ့လို့အော်ကြတော့တာဆိုတော့ဒီဒီတုံပြမှုက အခက်အက်ခါကဂရီယောမှာယဉ်ကျေးမှုလွမ်းမောတဲ့ဒေသတွေရဲ့နဖျားယုံကြည်မှုတွေကိုပြနေတာပေါ့ဟုတ်ကဲ့သူတို့ကဗန္ဓဘကိုကြတော့ခေါင်းဆောင်ကြီးနမင်ဇုစာဇုစ်လို့ထင်တယ်စကားပြောကောင်းတဲ့ပိုလူကိုကြတော့နတ်တီရဲ့တန်တမန်ဟမစ်တို့တမလိုက်ကြတော့อืมအဲ့ဒီဒီမကဘူးမြို့ဝင်ကသုတနတ်ဖရာရဲ့ယစီပူရိုဟိတ်ကနွားတွေပန်းခွေတွေနဲ့သူတို့ကိုပူဇော်တော့မယ်လို့ရော တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော်တစ်ဖက်မှာအံခွဲအမှုထင်သွားတယ်ဒါပေမဲ့လူတွေကအဲ့ဒါကိုသူတို့နားနေတဲ့ပေါင်တဲ့ကပဲစွဲထည့်ပြီးအထေပဲဖွင့်လိုက်ကြတာဟုတ်ပါပဲဒီနေရာမှာဘောလုံးနဲ့ဗာနမတ်တို့ရဲ့တုံးပြန်မုံကအရေးကြီးတယ်သူတို့ဘာလုပ်လိုက်သလဲသူတို့ရဲ့တုံးပြန်မုံကအယမ်းပြက်သားတယ်ဟိုလူတွေရဲ့ချီးမြှောက်မှုကိုလက်ခံမဲ့အစားလေကိုအဝတ်တွေကိုစုပ်ထည့်ပြလိုက်တာဟုတ် ဒါက SMI ကအလွန်အမင်းစိတ်ထိတ်ခိုက်တာဒါမှမဟုတ်ပြင်းပြင်းထန်ထန်ငင်းပယ်တာကိုပြတဲ့တင်ခဲ့တာပဲပြီးတော့လူအုပ်ထဲပြေးဝင်ပြီးဟေးငါတို့နှက်ဖျားမဟုတ်ဘူးဟင်းငါတို့လည်းခမားလို့လို့ပဲတာမန်လူတွေငါတို့ဟောနေတာဖန်ဆင်းရှင်အသက်ရှင်တဲ့ဖျားကြောင့်ဒီအထိတ်ပဲမရှိတဲ့ရုပ်တုကိုဝဲတာတွေထားခဲ့ကြပါဆိုပြီးအကျေတဝင်းရှင်းပြကြတာဒီလိုပြင်းပြင်းထန်ထန်အငင်းဆန်မှုကတကယ်မတားစရာပဲ ကိုကိုလူတွေကရန်ထင်ကြီးနေချိန်အောင်မြင်မှုတစ်ခုရပြီးချိန်မှာအဲ့ဒီဂုံပကာတနာကိုညင်းဖို့ဆိုတာလွယ်တာမဟုတ်ဘူးလေဟုတ်တယ်ဟုတ်တယ်သူတို့လုံရက်ကသူတို့တည်လာတဲ့တည်င်းစကားရဲ့အဓိကကဖျားသခင်ပဲဆိုတာကိုဘလောက်အလေးထားကြအောင်ပြတယ်မှန်ပါတယ်ဒါကသူတို့နှိမ်ချလို့တင်မကဘူးသူရဲ့အဓိကရည်ရွယ်ချက်လမ်းလွဲမသွားအောင်ကာကွယ်လိုက်တာလည်းဖြစ်တယ်။ဒါပေမဲ့အခြေအနေကဒီမှာရက်မသွားဘူးဗျ။ဟုတ်လား။ဘယ်လိုဆက်ဖြစ်လဲ သူတို့ညင်းလိုက်တော့လူတွေကပုံနားလေသွားလားဆိုတော့မဟုတ်ဘူးပုံရှိချုပ်ကုန်လားမသိဘူးအချင်းတွေကပိုဆိုးသွားပုံပဲနော်သူတို့အရှင်းပြနေတုန်းမှာပဲဝရင်သူတို့တရားဟောခဲ့တဲ့ PCDP NDO မျိုးနဲ့ Econi မျိုးတွေကသူတို့ကိုမကျင်းတာတဲ့ဂျူးတချို့လိုက်လာပြီးလူ tra မျိုးသားလေးကိုသွေးထိုးလို့ဆိုချက်ပြန်ရောဟုတ်ပါဒီနေရာမှာလူအုပ်ရဲ့စိတ်ပြောင်းသွားတာတခေကြောက်စရာကောင်းအောင်မြန်တာပဲမှန်ပါတယ်ခုနကပဲနတ်ဖျားတွေဆိုပြီးကိုကိုွယ်မတက်ဖစ်ခဲ့တဲ့လူတွေက အခုအတိရောက်လာတဲ့လူတွေစကားနာရောင်ပြီးပေါ်လူကိုရန်သူကြီးလို့သဘောထားလိုက်ကြတော့ဟွန်းပြီးတော့ဘာလို့လဲဆိုတော့ပေါ်လူကိုကြောက်ခဲနေနေဝိုင်းပေါက်ကြတာတေးပြီးလို့တောင်ထင်ပြီးမြို့ပြင်ကိုတရွတ်တိုက်ဆွဲထုတ်ပစ်လိုက်ကြတယ်အင်မတန်တုံလို့ဆရာပဲအမီဆုံးရတယ်လို့ဖြစ်နေခြင်းကနည်းချက်ချင်းအနေဆုံးကို ပြန်ဆွဲချခံလိုက်ရတာဒီလိုကြမ်းတဲ့အဖြစ်ကသူတို့ခရီးစမှာဂျုံရမယ့်အန္တရာယ်တွေကိုပြနေသလိုပဲဒါပေမဲ့ပေါ်လူကတင်မသွားဘူးဟုတ်တယ်မတေယုံတင်မကားဘူး တပီးတော်တွေသူ့ကိုဝိုင်းကြည့်နေတော့သူကပြန်ထလာခဲ့ဒါလဲတော်တော်အံ့ဩစရာတယ်ဟောဒီဖျက်ရက်ကပေါ်လူရဲ့ခဏန်ရေရောဖျားရဲ့ကွဲကားမှုရောပါမယ်လို့အရင်မြစ်ကတုံတက်ထားတယ်ပေါ်ပြီးအံ့ဩဖို့ကောင်းတာကနောက်နေ့သူဘာဆက်လို့တလဲဆိုတာပဲဟုတ်တယ်သူကနားမယူနောက်တနေ့မှဘာနာဘန်တဲ့သူဒေတာဘေးမြောက်ကိုခရီးဆက်တယ်อืมဒီကလောက်အောင်တန်ရရပြီးနောက်နေ့တန်ပြီးခရီးဆက်နိုင်တယ်ဆိုတာတာမန်လူတော့မထင်နိုင်တော့ဘူး သူရဲ့စိတ်ဓာတ်သူရဲ့ညီမချက်အပေါ်အာယုံစိုက်မှုက တကယ်ထူးခြားတယ်ဟုတ်ကဲ့ဒီအချက်ကသူတို့ခရီးစဉ်ရဲ့နောက်တစ်ပိုင်းကိုရောက်သွားစေတာပေါ့ဒေရီယာပင်မြို့မှာတော့သူတို့တရားဟောတာအောင်မြင်တယ်တပည့်တွေအများကြီးရခဲ့တယ်อืมだべとろいまべめやっぷとろろやがぽびたてしだとくしてれあらがばれそろりとろどくあじきでかんげやれ妙れルトライコリピティリビアンティウ妙れをぴゃんとわじゃらべ ဒီချက်ကတော်တော်လေးစဉ်းစားစရာပဲကိုကိုတတ်မလို့လုတ်ခဲ့တဲ့နေရာတွေကိုဘာလို့ပြန်သွားရတာလဲအန်ဒီယေကိုတိတိကျကျပြန်ရင်ဆိုင်တာလားအရင်မြန်မာတော့ဒါကိုသူတို့ရဲ့တာဝန်သိစိတ်နဲ့တတိကြောင့်လို့ဆိုရဲပြန်သွားတဲ့အဓိကယူဝဲချက်ကအိမ်မြို့ထဲမှာသူတို့စခရယုံကြည်သူအုပ်စုလေးတွေကိုအားပေးဖို့အာဟုတ်ကဲ့သူတို့ယုံကြည်ခြင်းခိုင်မာသွားအောင်လုပ်ပေးဖို့ပေါ့ပြီးတော့ကိုယ်တိုင်ဒုက္ခခံခဲ့ရတဲ့အတွေ့အကြုံကို သုံးပြီးတပည့်တွေကိုလက်တွေ့ကြတဲ့တုံ့တန်ချက်သူကိုပေးခဲ့တယ်အဲ့ဒါက ငါတို့ကများစွာသောဆင်းရဲဒုက္ခကိုခံပြီးမှဘုရားသခင်ရဲ့နိုင်ငံတော်ထဲဝင်ရမယ်ဆိုတဲ့စကားပဲနော်။ဒါကတော့ပေါပပပတတင်းစကားတော့မဟုတ်ဘူး။ဟုတ်ပါတယ်။ချွတ်ချွတ်တတတော့မဟုတ်ဘူး။ယုံကြည်ခြင်းလမ်းခီးမှာအခက်အခဲတွေဆန့်ကျင်မှုတွေရှိမှာပဲဆိုတာကိုပုံမလင်းလင်းပြောထားတာ။음။ဒီတုံတင်ချက်ကအရေးကြီးတယ်။အဲ့ဒီအချိန်ကယုံကြည်သူအစ်စ်တွေအတက်လက်တွေ့ဘဝမှာကြုံရနိုင်တာတွေကိုကြိုပင်းစင်ပေးလိုက်တာဝော့။ ဒါအပြင်သူတို့ကအသင်းတော်တိုင်းမှာအသက်ကြီးသူတွေအကြီးအကဲတွေခန့်ပေးခဲ့တယ်။အခြေချပေးခဲ့တာ။ဒီလိုအားပေးတိစောက်မှုတွေလုပ်ပြီးတော့မှသူတို့ခရီးဆက်ပြီးနောက်ဆုံးသူတို့ရဲ့ဒီပထမဆုံးသာသနာပြု ခရီးကိုဆေလုခဲ့ရဲ့စီးရီးယားပြီးအန်တီအုတ်မျိုးကိုတင်ပေါ်နဲ့ဘေးမတိရမခပြန်ရောက်လာကြတယ်။ဟုတ်ကဲ့။အဲ့ဒီမှာအသင်းတော်ကိုစူးဝေးစေပြီးသူတို့ခရီးတစ်လျှောက်ဂျုံခဲ့ရတာဒီ အထူးသဖြင့်ဖျားသခင်ကတပားမျိုးသားရဲ့ကျဲယုံကြည်ခြင်းတကားကိုဘလို့ဖွင့်ပေးခဲ့တဲ့ကြရာတွေကိုပြန်လည်ဝေမျှကြတာပေါ့ဆိုလိုဒီအခန်းဆက်လက်တစ်ခုလုံးကိုပြန်ခြုံကြည့်ရင်မတားစရာအဓိကအချက်၃ချက်လောက်ထုတ်လို့ရမယ်ထင်တယ်ပရမတ်ချက်ကဖျားသခင်ကိုပဲဖုံးကုန်ပေးခြင်းပေါ့ဟုတ်လွတ်မှာနတ်ဖျားဖြစ်အခိုးကွယ်ခံရရမယ့်အခြေအနေကိုလုံးဝပြပြသသာညင်းပယ်ခဲ့တဲ့ပုံစံကကိုရဲကိုတန်အောင်မြင်မှုထက်အမှန်တရားနဲ့ဖျားကိုဥစားပေးတာကိုပြတယ်။မှန်ပါတယ်။ ဂျူရီယာချက်ကတော့အခက်ခဲတဲ့ဆင်းရဲဒုက္ခကိုလက်ခံရင်ဆိုင်ခြင်းပဲပေါင်လို့အကြုတ်ခဲတဲ့ပြစ်ခံရပြီးနောက်မှာတော့ချက်ချင်းပြန်ထားပြီးအမှုလို့ဆက်လုပ်တယ်ဟုတ်ကဲ့ဒါတွေမကဘူး NDA ရှိတဲ့နေရာကိုပြန်သွားပြီးတခြားသူတွေကိုအားပေးတယ်ဒါကသူတို့ယုံကြည်ချက်အတွက်ဘလောက်ထိစွန့်လွတ်အမင်နာခံဖို့အသင့်ရှိလဲဆိုတာပြနေတယ်တတိယအချက်ကတော့ဇွေးလုံလာနဲ့တောင်းဝင်ယူမှုလို့ပြောရမှာထင်တယ်ဟုတ်ပါတယ်သူတို့ကခီးတလျောက်အတင်းတော်ကြီးစတင်တည်တောင်းယုံပဲမဟုတ်ဘူး ဲ့ဒီအတင်းတော်တွေခိုင်မဖို့အတွက် NDA တွေကြားထဲကနေပြန်သွားပြုစုပြောထောင် ခေါင်းဆောင်တွေခန့်အပ်ပေးခဲ့တယ်။အင်းတောင်းယူမှု အပြည့်ပဲ။ဟုတ်တယ်။ဒါကလုပ်ငန်းတစ်ခုခုစာယုံတင်မကပဲတီတန်အောင်ဆက်ထင်းထင်းပို့လို့ရဲဇွဲနဲ့စက်ကတ်မှုကဘလောက်အရေးကြီးလဲဆိုတာသင်ခန်းစာပေးတယ်။တကယ်ကိုစဉ်းစားစရာအချက်တွေပါဒီတမန်တော်ဝတ္ထုအခန်းကြီး၁၄ကိုကြည်လိုက်ရင်အံ့ဖွဲအမှုရဲ့နောက်ဆက်တွဲလူတွေရဲ့အထင်လွဲမှု ပြင်းထန်တဲ့ဆန့်ကျင်မှုတွေအဲ့ဒီကြာကမယိမ့်မယိုင်တဲ့ဇွဲဓာတ်တွေကိုတွေ့ရတယ်ဟုတ်ပါတယ်ဒီအဖြစ်တွေကနေဖျားသခင်ကိုပဲအလေးထားဖို့အခက်အခဲကိုရင်ဆိုင်ဖို့ပြီးတော့အဇွဲရှိဖို့ဆိုတဲ့သင်ခန်းစာတွေရနိုင်တာပေါ့ဟုတ်ကဲ့ဒုံးကြီးအတွေ့ရောနိပောင်းနိဖဆွာချခဲ့ပြီးမြဲအဲ့ဒီတဲကအခြေခံတဘောတရားတွေကဒီနေ့ခေတ်အတွေ့လဲအသုံးဝင်နေတော့ပဲလို့ထင်ပါတယ်ဒါကြောင့်ဒီဆွေးနွေးမှုအဆုံးမတက်ခင်မှာလေးစစ်ပြီးတွေးကြည့်စရာလေးတခုချင်ထားခဲ့ခြင်းတယ်ဒီအခန်းထဲမှာတွေ့ရတဲ့ပုံစံလေးတခုကိုတတိထားမိကြမယ်ထင်တယ် အောင်မြင်မှုအံ့ဖျော်မှုပေါ့อืมအဲ့ဒီနောက်မှာအထင်လွဲခံရမှုနတ်ဖျားထင်တော်တာမျိုးဟုတ်ပြီးတော့ပြင်းထန်တဲ့စန့်ကျင်မှုကြောက်ခဲနဲ့ပေါက်တာနောက်ဆုံးမှာဆွေးနဲ့ပြန်လဲရက်တီခြင်းဒဏ်ရာရပေမဲ့ဆက်လုတာအန်ဒီရဲ့ကြားကပြန်သွားတာဒီလိုအတက်ကြလဲနေတဲ့ပုံစံမျိုးပေါ့စိတ်ဝင်စားစရာရှုထောင့်တစ်ခုပါပဲအောင်မြင်မှုကမျက်လမျက်လင်းနဲ့ပြဿနာလေးယူလာနိုင်တယ်ပြီးတော့အဲ့ဒီပြဿနာတွေကစစ်မှန်တဲ့ကြံ့ခိုင်မှုကိုစမ်းတတ်တယ်ဟုတ်ဒီလိုအောင်မြင်မှု အထင်လွဲမှုဒါမှမဟုတ်မလိုလားတဲ့ကြရက်ရိုက်မှုပြီးတော့စန့်ကျင်မှုနောက်ဆုံးဇွဲနဲ့ဆက်ရက်တည်မှုဆိုတဲ့တန်တရားလေဘုံမျိုးကလေဒီနေ့ခေတ်မှာကိုယ်တိုင်တန်ဖိုးထားတဲ့ယုံကြည်မြတ်နိုးရဲ့အရာတစ်ခုခုကို တက်ကဘာသာရေးမဟုတ်ရင်တောင်လူမှုရေးပြိဟိတ်တာကိုယ့်ရဲ့ဖန်တီးမှုစီးပွားရေးတစ်ခုခုဖြစ်နိုင်တာပေါ့အင်းဟုတ်ပါတယ်အဲ့ဒါမျိုးကိုမြာဝဲဖို့အကောင်းကျဲဖို့ဖို့ကြိုးစားတဲ့ခါမှာရောဘလို့ပုံစံမျိုးနဲ့ထင်ထားနေနိုင်မလဲ ဒီလိုအတဲကြတွေကိုဂျုံလာရင်ပေါလုနဲ့ဘာနာဘတို့ရဲ့တွန့်ပြန့်ပုံတွေကကျွန်တော်တို့ကိုဘီလိုအတွဲခေါ်မျိုးတွေပေးနိုင်မလဲဆိုတာကိုဆက်ပြီးတွေးတောဆင်ခြင်ကြည့်ဖို့အားပေးရင်းနဲ့ပဲဒီနေ့အတွက်ကျွန်တော်ရဲ့ဆွေးနွေးမှုကိုဒီမှာပဲရနာလိုက်ပါစေဟုတ်ကဲ့ပါ